ရခိုင်ပြည်တောင်ကုန်းမြို့နယ်နဲ့ပဲခူးတိုင်းပန်းတောင်မြို့နယ်အဆက်မှာရှိတဲ့ရိုးလန်းပေါ်မှာဖမ်းဆီးခံထားရတဲ့ရခိုင်နယ်ရှင်းဒေသခံ90နီးပါးဟာစစ်သားစုဆောင်ရေးစခန်းကိုပို့ဆောင်ခံလိုက်ရပါတယ်။အဲ့ဒီဒေသခံတွေကိုဖမ်းဆီးသွားတဲ့ရိုးတောင်ပေါ်ကစစ်တပ်ရဲ့တပ်ဖွဲ့ဝင်တွေကအဲ့ဒီဒေသခံတွေဟာကိုယ်တဘောနဲ့ကိုထွက်ပြေးလာတာဖြစ်တဲ့အတွက်စစ်သားစုဆောင်းရီကိုပို့ဆောင်လိုက်တာဖြစ်တယ်လို့ပြောဆိုတဲ့အကြောင်းအမည်မဖော်လို့တဲ့သတင်းရင်းမြစ်တယောက်ကပြောပါရယ် အဲ့ဒီရခိုင်နဲ့ရှင်းလူမျိုးအနည်းဆုံး50လောက်ဟာရခိုင်ပြည်တောင်ကုန်းမြို့ကနေရန်ကုန်အပအဝင်ပြည်မကမြို့တွေစီကိုမောက်ကိုလန်းကနေထွက်ခွာကြစင်မှာအခုအော်တိုဝါလာပထမပတ်အတွင်းတောင်ကုန်းပန်တောင်ရိုးလန်းပေါ်မှာစစ်တပ်စီဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။လက်ရှိနရင်းစရာကစုံစမ်းသိရှိရတဲ့စည်ရင်းတွေအရဖမ်းဆီးခံရသူတွေဟာတောင်ကုန်းမြို့နယ်ရဲတော်မှုရွာက6ဦး၊ဆလူရွာက4ဦး၊ဒိုးနေဆန်းရွာက12ဦး ရေပေါ်ကြီးရွာက9ဦးနဲ့ပိန်းနေဆန်းရွာက3ဦးတော့ဖြစ်ကြပါဗျ။ရခိုင်ကနေခရီးသွားလာခွင့်တွေကို ပိတ်ပင်ထားတာကြောင့်ရခိုင်ဒေသခံတွေဟာခိုးလန့်တွေကနေတဆင့်လမ်းပြတွေရဲ့အကူအညီနဲ့ပြည်မဘက်ကိုထွက်ခွာနေကြရတာဖြစ်ပါတယ်။တခြားတစ်ဖက်မှာလည်းပြည်မရောက်ရခိုင်လူငယ်တွေနဲ့ ရခိုင်ပြည်ကနေတဆင့်ပြည်မဖက်ကိုထွက်ခွာကြတဲ့ရခိုင်လူငယ်အများအပြားဟာစစ်တပ်ရဲ့အတ္တမစစ်မှုထမ်းဖို့ဖန်ဆီခြင်းခံရတာတွေရှိနေတယ်လို့လူစားထိုးရောင်စားရမှာတားကောင်တွေအဖြစ်ပြစ်မှတ်ထားဖန်ဆီပြီးတော့စစ်သားစုဆောင်ရေးပြုလုပ်ခံနေကြရတာလည်းဖြစ်ပါတယ်။